ဆန္ဒရှိတက်ကတနင်္သာရီကန်လွန်နဲ့မြိတ်ကျော်စုအနီးပိလန်ပြင်းထဲနိုဝင်ဘာလဒုတိယအပတ်မှာစည်ရင်းလေးကျင်းမှာဖြစ်တယ်လို့စက္ကူမရှင်ရဲ့မီဒီယာတွေမှာကြေညာထားပါတယ်။တနင်္သာရီကန်လွန်ပိလန်ပြင်းမုတ်တမအကွေမှာရှိတဲ့ PTT EP Company စောဒီကတဘာဝတန်ွေစီမံကိန်းရဲ့ရေနံစင်ကနေ48မိုင်กว่า Total Company ရတနာတဘာဝတန်ွေစီမံကိန်းရဲ့ရေနံစင်ကနေ24မိုင်กว่าမှာရေတက်ဆိုင်ရာလေ့ကျင့်ခန်းကိုနိုဝင်ဘာလ9ရက်နေ့နဲ့စည်ရင်းလေးတွေမှာလုပ်မယ်လို့ဆိုပါတယ်။ ရေချောင်းလှုပ်ချုံရေးပိလပြင်းလိကျက်ခန်းကိုတော့နိုဝင်ဘာလ10ရက်နေ့ကနေ14ရက်နေ့အထိမေခရန်ကျောစုမြို့နယ်ကပူးစာကျောနဲ့စံမိုင်လောက်မှာရှိတဲ့ပိလံပြင်းမှာပြုလုပ်မယ်လို့ဆိုပါတယ်။ညိတ်ကျောစုနီရေတက်လှုပ်ချုံရေးလိကျက်တာမှာတော့ရေပြင်းဝေးဟင်ရေအောက်လိကျက်ခန်းတွေနဲ့လက်နက်လိကျက်ပြက်ခတ်တာတွေဆောင်ရွက်သွားမှာဖြစ်ပြီးတနင်္လာရီကန်လွန်မှာလုံမဲ့လိကျက်မှုမှာတော့ဘယ်လိုဆောင်ရွက်မယ်ဆိုတာဖော်ပြထားတာမရှိပါဘူး။ ဆယ်ရီလေးချက်နေအချိန်တွင်အဲ့ဒီအေဒီယာနှစ်ခုကငါးမိုက်ပတ်လေကိုတင်ဖို့၁၄ငါးဖန်းတင်ဖို့စစ်တပ်တင်ပန်တွေဖြတ်တန်းသွားလာတာကြောင့်ချရနာတာငါးဖန်းတာနဲ့ငါးဖန်းကလေးရော်တွေချထားတာမလို့ကြောက်ဖို့ကိုလည်းစောက်စုကတတိပိတ်တမြစ်ထားပါတယ်။ဒါအပြင်လေရင်ဟဲ့ရင်တွေကိုလည်းအမြင့်ပေ၁၅၀၀အောက်ဖြတ်ကျော်ပြန်တန်းတာမလို့ကြောက်ဖို့ကိုလည်းကြီးညာချက်မှဖော်ပြထားပါတယ်။